မင်္ဂလာပါရှင်ပြည်သက်ဒီအားလုံးအတွက်ကိုရန်ကုန်မြင်ကွင်းချက်အစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုရန်ကုန်မြင်ကွင်းချက်အစီအစဉ်ကနေတင်ဆက်ပေးသွားမယ့်အခမ်းအနားဆိုရင်တော့ဓမစရီလမ်းမှာဖွင့်လှစ်ထားတဲ့ Market Place by City Map ရဲ့တတိယအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Pride of Myanmar ဒါရိုးရအစားအစာမြမရိုးရအစားအစာထွက်ကုန်နေနဲ့ပတ်သက်ပြီးတော့အရောင်းမြင့်တင်ခြင်းအထူးအရောင်းမြင့်တင်ခြင်းအခမ်းအနားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ဒါရိုးရအစားအစာတွေဟာဆိုရင်နိုင်ငံတစ်နိုင်ငံရင်ကျင်းမှုဓလိထုံးစံလူမျိုးတစ်မျိုးကိုပေါ်ဆောင်လျက်ရှိပါတယ်ဒီတော့ရိုးရအစားအစာတွေထွက်ကုန်တွေကိုထုတ်လုပ်နိုင် င်တဲ့နိုင်ငံအားဆိုရင်လေကမ္ဘာအလယ်မှာမျက်နှာပန်းလာတဲ့နိုင်ငံပဲဖြစ်ပါတယ်ဒါကြောင့်မလို့မြမထွက်ကုန်မြမအစားအစာတွေအားဆိုရင်နိုင်ငံတကာအဆင့်မီအဆင့်တန်းမြင့်မားတဲ့ဒီထွက်ကုန်တွေဖြစ်ကြအောင်တပ်တွေပြဖို့အတွက်ကိုအခုလိုမျိုးကျင်းပပြုလုပ်တဲ့အခမ်းအနားပရိသတ်တွေအားလုံးအတွက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ရှိသားဖို့အတွက်ဖိတ်ခေါ်ပါရစေရှင် CityMart Holding Company Limited ရဲ့ CityMart Supermarket နဲ့ Ocean Super Center များမှာတတိယအကြိမ်မြောက် Pride of Myanmar အစီအစဉ်စတင်ခြင်းအခမ်းအနားကို2015ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ Marketplace by CityMart Golden Valley ဆိုင်ကွဲမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခမ်းအနားမှုမှာအခမ်းအနားစတင်ဖွင့်နေကြောင်းကြေညာပြီးတဲ့နောက်မှာတော့2015 2016 Pride of Myanmar ဂုံယူဝင့်ကြွားမြမစားတောက်ကုံများအစီအစဉ်မှာပါဝင်ကြတဲ့စီးပွားဖက်လုပ်ငန်းရှင်များကိုမိတ်ဆက်ပေးပြီး main partner ဖြစ်တဲ့ Top Cashew Nut ကိုမိတ်ဆက်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့တခိုင်လုံးရွှေအေးအေးမြင့်မြမရိုရအကအဖွဲမှာစီမီကွက်အကနဲ့ကပြဖြောပြပေးခဲ့ပါတယ်။စီမီကွက်အကနဲ့ကပြဖြောပြပေးတဲ့နောက်မှာတော့ Citymet Holding Company Limited မှ Marketing Director John Mason ဆိုထက်မှ Pride of Myanmar ဂုံယွင့်ကျွာမြန်မာစားတောက်ကုံများအစီအစဉ်အကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့ပါတယ်။မမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးဟုတ်ဟုတ်ကဲ့အမအမည်နဲ့တာဝန်ယူဆောင်ရွက်နေတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးပါအောင်နော်ဟုတ်ကဲ့အမနာမည်ကတော့ Domesis ဆိုတဲ့ပါဒီ City Map Holding Company Limited Marketing Director အနေနဲ့တာဝန်ယူပြီးဆောင်ရွက်ပါတယ် ဟုတ်ကဲ့ပါ။ဂုံယူဝင့်ကျွာမြန်မာစားသောက်ကုံများပေါ့နော်။ Pride of Myanmar ဒီအထူးရောင်းမြင့်တင်ရေးအစီအစဉ်ဒီအစီအစဉ်ကိုမောင်းအနေနဲ့ပဲကလေးကစတင်ပြီးတော့ကျင်းပပြုလုပ်ခဲ့လဲဆိုတာလည်းသိပါစေရှင်။ဟုတ်ကဲ့။အမတို့ဒီ Pride of Myanmar ပေါ့နော်။ဂုံယူဝင့်ကျွာမြန်မာစားသောက်ကုံများအစီအစဉ်က2013-14ပေါ့နော်။အမတို့ဒီမြန်မာနိုင်ငံမှာဒီပထမဆုံးအချိန်ဖြစ်စီးကိန်း ပြိုင်ပွဲကြီးကိုပေါ့နော်အချင်းနိုင်ငံဖြစ်ဂုံယူစွာတဲ့ဂုံယူစွာဖြစ်ကျင်းပတဲ့အချိန်မှာဒီမတို့နိုင်ငံသားတဲ့ဧည့်တော်တွေအများပြားပဲလာရောက်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီအဲ့ကာလာမာဒီမြန်မာနိုင်ငံကပြိုင်ရင်ပေါ့နော်ဒီနိုင်ငံကအဆင့်မီအရေးအတွင်းမြန်မာတဲ့မြန်မာစားတောက်ကုန်တွေကိုလက်ဆောင်အနေနဲ့ယူသွားလို့ရအောင်ဆိုပြီးတော့မတို့ဒီဂုံမြန်ပြမြန်မာစားတောက်ကုန်များအစီအစဉ် Pride of Myanmar အနေနဲ့စတင်ပြီးတော့မတို့ launch လုပ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်အခုလိုမျိုးပေါ့နော်အခမ်းအနားကျင်းပမှုနဲ့ပတ်သက်ပြီးရည်ရွယ်ချက်ကိုလည်းသိပြရစေရှင် ဟုတ်ကဲ့အမတို့ဒီ Pride of Myanmar ကပေါ့နော်ခုနကပြောခဲ့သလိုပဲမြန်မာနိုင်ငံမှာရှိတဲ့ဒီ local ingredient ပေါ့နော် local ပစ္စည်းတွေကိုသုံးစွဲပြီးတော့မြန်မာနိုင်ငံသားလူသားတွေရဲ့အင်အားနဲ့ဒီအကောင်ဆုံးထုတ်ထားတဲ့နိုင်ငံတကာအစ်စ်မိအရေးသွေးမြင့်စားတောက်ကုန်တွေကိုဒီကမ္ဘာအလယ်မှာဝင့်ထည့်စေဖို့ပေါ့နော်ကမ္ဘာဈေးကွက်အထိထိုးဖောက်နိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့ပြုလုပ်ပေးတာဖြစ်ပါတယ်ဒီနေ့ပြုတ်တာအမတို့ရဲ့တတိယမြောက်ခြေလှမ်းတတိယနှစ်အနေနဲ့အဲကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ဒီ Pride of Myanmar ဒီမြန်မာဒီထွက်ကုန်နေနဲ့ပတ်သက်ပြီးတော့အထူးရောင်းမြင့်တင်အစီအစဉ်မှာဆိုရင်ပါဝင်တဲ့ဒီကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစီးစစ်ရွေးချယ်ပြီးတော့ဆန်းလုံးသတ်မှတ်ထားလဲဆိုတာလေးသိပါစီဟုတ်ကဲ့အမတို့ဒီပါဝင်တဲ့ပစ္စည်းတွေอ่ะပေါ့เนาะတက်ရှင်းလက်ဆက်မှုရှိရမယ်ရေသွေးပြေးဝါမြန်မာတဲ့ကုန်ပစ္စည်းတွေကိုဒါသုံးဆွဲရမယ်နောက်ပြီးတော့ထုတ်လုပ်တဲ့မှုအစင်စင်ပေါ့เนาะထုတ်လုပ်မှုအစင်စင်မှာလည်းအမတို့ဒီအတက်ရှင်းတက်ရက်စွာပေါ့เนาะနောက်ဒီပါဝင်တဲ့ပစ္စည်းတွေကိုလည်းကျမရေးနဲ့ကိုက်ညီတော့ဒီဓာတုဗေဒဆိုးဆေးတို့တာရှေကန်ဆိုးဆေးတို့ ုံးဆွဲခြင်းမရှိတော့ဘောเนาะဒီကျမကြီးနဲ့ထိခိုက်စေတဲ့ဓာတ်ဆေးဝါးတွေတုံးဆွဲခြင်းမရှိတော့စတဲ့အချက်တွေနဲ့ကိုက်ညံမှာဖြစ်ပါတယ်ထုတ်လုပ်မှုအစဉ်အစဉ်ကလည်းဒီဟိုကျမကြီးနဲ့ကိုက်ညံအောင်ဘောเนาะတက်ရှင်းတက်ရစွာထုတ်လုပ်ထားတဲ့ဟာဖြစ်ရမယ်နောက်ပြီးတော့ဒီပက်ကင်ထုတ်ပို့မှုပုံစံအစဉ်အစဉ်နိုင်ငံတကာအဆင့်မီရေးသွေးမြန်မာတဲ့ပက်ကင်ထုတ်ပို့မှုပုံစံပဲဖြစ်ရမယ်ဆိုတဲ့အချက်တွေကိုမတို့အဓိကထားပြီးတော့ရေးသွေးရေးချွဲခဲ့ပါတယ်နောက်ပြီးတော့ပစ္စည်းတွေပေါ်မှာလည်းဒီပါဝင်ပစ္စည်းတန်းကုံဆုံးရဲ့အစသဖြင့်ပေါ့နော်ဒီတုံဆွဲမှုအစဉ်အစဉ်ဒီလိုအပ်တဲ့ information တွေပေါ့လိုအပ်တဲ့သတင်းချက်လက်တွေ ေကိုအပြည့်အဝဖော်ပြထားနိုင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်ပေါ့နော်ဒီ Pride of Myanmar အစီအစဉ်မှာပါဝင်တဲ့ partner နဲ့ပတ်သက်ပြီးတော့လည်းသိချင်ပါရဲ့ရှင် ဟုတ်ကဲ့အမတို့ဒီတင်ပွဲမှာဒီ main sponsor အနေနဲ့ပေါ့နော် Royal Myanmar Team နဲ့ Top Cashew Dan နဲ့အဲ Motion လက်ဖက်6တို့က main sponsor တွေဖြစ်ပါဝင်ကူညီထားကြပါတယ်။ဒီ Royal Myanmar Team နဲ့ Score Top Cashew နဲ့ပေါ့နော်ဒီ Motion လက်ဖက်6စားတဲ့ဒီအဲ Royal Myanmar Team နဲ့ Score Top Cashew နဲ့ဆိုရင်အမတို့နှစ်စဉ်ပေါ့နော်2013-14စတင်နေရဒီ Royal Myanmar Product ဖြစ်ရွေးချယ်ပြီးတော့အမတို့ဟိုတင်ဆက်ခဲ့တာပေါ့နော် Customer တွေရဲ့ဒီအားပေးထောက်ခံမှုလည်းအများကြီးရပါတယ်။သူတို့ကဘာအထီးလဲပေါက်နေကြတဲ့ Product တွေလည်းဖြစ်ပြီး ီရောင်းအားတွေလည်းတစ်ထက်တစ်နှစ်အထူးပဲတိုးတက်လာခဲ့ကြပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ Pride of Myanmar ပေါ့နော်ကွန်ယူဝင်ကျွာမြန်မာစားတောက်ကုံများဒီမြန်မာထွက်ကုံအစားအစာတွေကိုအထူးအရမြင့်တင်အစီအစဉ်ရဲ့လက်ကျင်းပမှုကာလသတ်မှတ်ချက်ကိုလည်းတည်ပြစေရှင် ဟုတ်ကဲ့ဒီ Brighton မြန်မာတို့ရောင်းမြင့်တင်ခြင်းအစီအစဉ်ကိုမမတို့ဒီနိုဝင်ဘာ၁ရက်နေ့ကနေစပြီးတော့ February 28ရက်နေ့အထိပေါ့နော်အမတို့ City Map Holding Company Limited အောက်မှာရှိတယ် City Map Supermarket နဲ့ Ocean Super Center ဆိုင်ခွဲများအားလုံးမှာအထူးအရောင်းကောင်တာတွေအနေနဲ့ပေါ့နော် corner တွေအနေနဲ့အမတို့ခေတ်ကျင်းရောင်းချမှာဖြစ်ပါတယ်ဒီ Center Promotion Area တွေအနေနဲ့ကတော့ဒီ City Map Supermarket ဆိုင်ခွဲတချို့ရဲ့ Center Promotion Area တွေမှာအမတို့ဒီဒါမဲ့16ရက်နေ့အထိခေတ်ကျင်းရောင်းချသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါအမအခုလိုဖြစ်ကြပေးတဲ့အတွက် MRT4 ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။အမလည်းကျေးဇူးများကြီးပဲတင်ပါတယ်ဟုတ်။အရင်နာမှာတော့ main partner တူဖြစ်တဲ့ motion လက်ဖက်ချောက်အားမိတ်ဆက်ပေးခဲ့ပြီး တခိုင်လုံးရွှေအေးအေးမြင့်မြမရိုရအကအဖွဲမှာ ရှမ်းရိုရအကနဲ့ကပြဖြောပြပေးခဲ့ပါတယ် Pride of Myanmar အစီအစဉ်ရဲ့ main partner တူဖြစ်တဲ့ Power Motion Candy Limited ရဲ့ Managing Director မှလည်းအခုလိုပါဝင်ဖြစ်ပုံနဲ့ပတ်သက်ပြီးပြောပြပေးခဲ့ပါတယ်ရှင်။မမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ဟုတ်ကဲ့အမရဲ့အမြင်နဲ့တာဝန်ယူထားတဲ့ဘိုင်းနဲ့ပတ်သက်ပြီးသိချင်ပါတယ်ရှင်။ကျွန်မနဲ့မန်မနေဂျာမြတ်ထွန်းမှာ promotion မှာထောက်ထားတဲ့ဖတ်ဆောင်ဖတ်လုပ်ငန်းတွေကိုကျွန်မကနေပြီး managing director ရာထူးနဲ့တာဝန်ယူပြီးတော့လုပ်ကိုင်နေပါတယ်ရှင်။ ဟုတ်ကဲ့ City Mall ကနေပြီးကျင်းပပြုလုပ်တဲ့ဒီ Pride of Myanmar မြန်မာထွက်ကုန်အစားအစာတွေကိုပေါ့နော်အရာမြင့်တင်အစီအစဉ်မှာဆိုရင်အမတို့ဒီ Power Motion Company Limited အနေနဲ့ဒါ partner အဖြစ် main sponsor အဖြစ်ပါဝင်ဖြစ်ပုံနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်နော်ဟုတ်ကဲ့ Tomorrow City ကနေပြီးတော့ဒီ product လုပ်ငန်းက1985ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပါတယ်2010ခုနှစ်မှာစတင်ပြီးတော့ကျွန်တော်တို့လက်ဖက်ချောက်လုပ်ငန်းတွေကို တကဘာအဆင့်တန်းနေတဲ့ system နေနဲ့ပြောင်းပြီးတော့မှလောက်ကန်ခဲ့ပြီးတော့အခုဒီ2015ကမှ City Mart Holding Company Limited ကပြုလုပ်တဲ့ကိုယ်ဝန်ကြောင့်မြန်မာစားစရာများမှာကျမတို့ product တွေရဲ့ eviction တစ်ခုဖြစ်တဲ့ဒီမြန်မာမှဒီကဘာဈေးကွက်တို့ထိုးပေါက်ရင်ရှိတဲ့ item နဲ့လည်းလာရောက်ပြီးတော့ကန့်ညှိမှုရှိရတဲ့အတွက်ဒီပြပွဲမှာဝင်ရောက်ပြသမှုစဉ်ဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ဒါဆိုရင်ဒီအမတို့ဒီ motion ဒီလက်ဖက်ခြောက်တွေအနေနဲ့လက်ဖက်ခြောက်ရဲ့အရေးအသွေးဆန်ရင်ဆန်ညွှန်းမှုအောင်ဘယ်လိုမျိုးထုတ်လုပ်လျက်ရှိလဲဆိုတာလည်းသိပါလိမ့်ရှင်ဟုတ်ကဲ့အဲကျမတို့ supplier တွေအနေနဲ့ဟိုဒီစားသုံးသူတွေစိုက်နေတန်းတန်းတဲ့ပစ္စည်းမျိုးကိုပေါ့နော်ကျမတို့အနေနဲ့လည်းအများအားဖြင့် use site တဲ့ end user တွေ consumer တွေဘာတွေလိုအပ်ချက်ရှိလဲဒီ city map company ကလည်း consumer တွေနဲ့ direct trade မှုအပိုင်းမှာတို့တွေနဲ့ customer needs ကတော့ဘာလေးတော့ရှိပါတယ်ဆိုတော့အားလုံးအမြင်တွေပူးပေါင်းပြီးတော့ဒီစားသုံးသူစိုက်နေတဲ့ပုံစံမျိုးရအောင်သွားပါတယ်ဟုတ် ဟုတ်ကဲ့ပါလက်ဖက်ချောက်တွေဆိုတာအခုနောက်ပိုင်းမှာဆိုရင်ပေါ့နော်ဒီနိုင်ငံတကာဝင်ရောက်လာတဲ့ပြည်ပဝင်ရောက်လာလက်ဖက်ချောက်တွေမှာစိုးစိမ်းရေပါဝင်မှုနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့လည်းစိုးရိမ်မှုတွေရှိပါတယ်ဒီတော့ဒီမြမထွက်ကုန်စစ်စစ်မြမရဲ့ဒီလက်ဖက်ချောက်စစ်စစ်ကိုထောက်လုံနေတဲ့အမောက်ကမ်နီအနေနဲ့ပေါ့နော်ပြည်သူတွေအတွက်ကိုဘယ်လိုမျိုးသတင်းကောင်းပါချင်ပါသလဲရှင်ဟုတ်ကဲ့ဟိုပါပေါ့လက်ဖက်ချောက်စိုးစိမ်းဆိုတာလက်ဖက်ချောက်မှာလည်းလက်ဖက်ချောက်ရဲ့အချိုကျကဲလက်ဖက်ရည်ဆိုပြီးလက်ဖက်ချောက်ကိုမြမပြည်မှာစားသုံးမှုပုံစံမျိုးမျိုးရှိပါတယ်ပေါ့နော်အဲတခြားနိုင်ငံသားမှာတော့ရင်းနှီးချမ်းတို့အချိုကျတို့သုံးနေမယ်မြမနိုင်ငံမှာတော့လက်ဖက်ချောက်ကိုပုံစံ မျိုးမျိုးနဲ့တောက်ကြပါတယ်တောက်ကြပါတယ်ဆိုတော့ဟိုပြည်သူတွေအနေနဲ့စားသုံးသူတွေအနေနဲ့လည်း message တစ်ခုကိုတေချာရောက်ရှိစေချင်တယ်ပေါ့နော်အဲလက်ဖက်လက်ဖက်ဆိုပြီးဖြစ်မယ်အချိုကြောက်ကြောက်ဆိုပြီးဖြစ်မယ်လက်ဖက်ဆိုမှဟိုဘယ်လို item မျိုးကြောင့်ဖြစ်တာလဲဆိုတာလေးကိုတိတိတသားလေးဟိုတိဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့နောက်ဒီစမတို့လက်ဖက်ချောက်တွေနဲ့ပတ်သက်လို့ရှင်ရတော့ဟိုစိုးစိမ့်သုံးကြလည်းမလို့အခုလက်ရှိပြည်ရင်းမှာကျမတို့ဟိုဒီမြန်မာနိုင်ငံမှာရှိတဲ့သူတွေလိုချင်တဲ့အတိုင်းတာနဲ့ပေါ့နော်ဟိုထုတ်လုပ်နိုင်တဲ့ထုတ်လုပ်မှုတွေလည်းပြည့်လောက်တာဖြစ်တဲ့အတွက် ီလိုမျိုးမလိုအပ်တဲ့ဒီ sales ကိစ္စမျိုးတွေလောက်တာမျိုးတွေတော့ဒီနိုင်ငံမှာလောက်ဖို့မလိုအပ်ပါဘူးရှင်။ Harry အတွက်ကတော့ဟို message တကယ်လို့တော့တိတိကျကျလေးတော့ဟိုသတင်းလေးကိုနားထောင်စီချင်ပါတယ်ရှင်။ ဟုတ်ကဲ့အခုလိုမျိုးဒီပါဝင်မှုမှာဆိုရင်ဒါဒီ Pride of Myanmar ကတတိယအကြိမ်မြောက်ကျင်းပဆိုတော့လေအရင်အရင်တော့တော့ပါဝင်မှုတွေရှိခဲ့လားဆိုတော့လေသိပြရစေရှင်းဟုတ်ကဲ့ကျွန်တော်အနေနဲ့ဒီနေ့ပထမအုံဆုံးမှာကျွန်တော်တို့ဒီပထမအုံဆုံးပါဝင်တဲ့နေ့မှာပဲဒီ main sponsor အနေနဲ့ပေါ့เนาะကျွန်တော်တို့ရဲ့လက်ဖက်ချက်ကိုအခုလိုမျိုး main sponsor ပြီးပြီးတော့ကျွန်တော်ဖြစ်ထားပါတယ်ဒါဆိုရင်ပေါ့နော်အခုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးကိုပေါ့နော်အခုဒီ MRO ရဲ့ဒီ Pride of Myanmar အစီအစဉ်ကိုပေါ့လာရောက်ခဲ့ဖို့အတွက်ကိုလည်းဖိတ်ခေါ်ပေးပါမရှင်း ဟုတ်ကဲ့အဲကျမတို့ဒီနှစ်မှာတတိယဆိုင်မြန်ပြုလုပ်တဲ့ City Mill Holding ရဲ့အဲကိုယ်ယူဝန်ကြောင့်မြန်မာအစားစရာများပေါ့နော် Pride of Myanmar အစည်းအဝေးမှာအဲ main sponsor နေနဲ့လည်းပြုလုပ်ပါတယ်ဒီဟိုလာရောက်ဖိတ်ခေါ်ဖို့လည်းအကောင်လုံးစတဲ့သူတွေရောပြည်သူတွေအကောင်လုံးဖိတ်ခေါ်ပါတယ်ဒီမှာ Kirin ထုတ်ပစ္စည်းတွေဖြစ်တဲ့အကောင်လုံးပေါ့နော်။လာရောက်ကြည့်ရှုလို့ရှိရင် CU C ရဲ့ဖြစ်ဖြစ်အကောင်လုံးစားသောက်ကွန်ဆန်က local ကနေပြီးတော့ကမ္ဘာအဆင့်တန်းကြီးရထုတ်ပို့မှုအမျိုးမျိုး taste အမျိုးမျိုးနဲ့လည်းထုတ်လုပ်လျက်ရှိတဲ့အတွက်ဟိုနိုင်ငံသားပစ္စည်းတွေအစားဒီ local မှာရှိတဲ့ပစ္စည်းတွေကိုပဲဟိုခုံယူဝင့်စားစွာနဲ့ပေါ့နော်။ကျွန်တော်နိုင်ငံသားတွေတောင်းရင်လည်းဒါမြန်မာပြည်ကထုတ်တဲ့ product တွေဒါမြန်မာပြည်ကလက်ဆောင်မှာဆိုပြီးတော့ main မြန်မာဆိုတဲ့စာတန်းလေးတွေနဲ့ကမ္ဘာ market ကိုရအောင် ကုမ္ပဏီအားလုံးကနေစူးစမ်းနေကြပါတယ်။အဲ့ဒီတော့လည်းဒီပစ္စည်းလေးတွေမြန်မာနိုင်ငံမှာတကယ်ထုတ်လုပ်နိုင်မှာပြီဆိုတာကိုဝင်ရောက်တရှိအပေးရင်းနဲ့အားလုံးအရသာခံစားကြည့်ကြပါလို့အကြံပေးချင်ပါတယ်ရှင့်။ဆက်လက်ပြီး2015 2016 Pride of Myanmar ဂုံယွင့်ကြွားမြမစားတောက်ကုံများအစီအစဉ်၌ပါဝင်တဲ့မြမထွက်ကုံများအကြောင်းရှင်းလင်းခြင်းနဲ့ main partner တူဖြစ်တဲ့ Brian Myanmar Teams ကိုမိတ်ဆက်ပေးခဲ့ပြီး ပကံအကနဲ့ကပြဖြိုပြခြင်းအစီအစဉ်ကိုစတင်ခဲ့ပါတယ်။အဒီနောက်မှာတော့ CityMed Holding Company Limited မှတာဝန်ရှိသူများ စီးပွားဘက်လုပ်ငန်းရှင်များနဲ့ဖိတ်ကြားတဲ့ဧည့်သည်တို့များအားလုံးအတူတကွအမှတ်တမ်းတင်တဲ့ပုံရိုက်ကူးခဲ့ပြီးအခမ်းအနားကိုအောင်မြင်စွာနဲ့ပြီးမြောက်စေခဲ့ပါတယ်ရှင်။ Citymat Holding Company Limited ရဲ့ Pride of Myanmar ကိုယူဝင့်ကျွာမြမစားတောက်ကုန်များအထူးအရောက်မြင့်တင်ခြင်းအစီအစဉ်အားဆိုရင်တော့နိုင်ငံတကာအဆင့်မီအကောင်းဆုံးမြမရိုးရာ စားတောက်ကုန်များကိုရွေးချယ်ပြီးအထူးအရောက်မြင့်တင်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်။ မြမထွက်ကုံစစ်စစ်များဟာကမ္ဘာအလေမှာအစင်တန်းမီစွာရက်တည်နိုင်တဲ့အရေးအသွေးကောင်းမှုနဲ့ကုန်ပစ္စည်းဖြစ်ကြောင်းကိုပြသလိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ခြင်းဖြစ်ကြောင်းရှင်းကုန်မြင့်ဝင်းကျေအစီအစဉ်ကနေပရိသတ်များအတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။